ကချင်ပြည်နယ်မစ်တနာမြို့မှာအသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနဲ့ကြီးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတုံးပစ္စည်းများပေးအပ်ပွဲခံနာကုန်နိုဝင်ဘာလ17ရက်နေ့ကကချင်ပြည်နယ်အသေးစားဆက်မှုလက်မှုဦးစီးဌာနတင်နန်းခမ်းမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဒေတာဖွင့်ပြော်ရေးလုပ်ငန်းတုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားတုံးကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးစိပြည်နယ်ဆင့်ဌာနဆိုင်ရာများအရာဒဏ်အမှုဒဏ်များကော်မတီဝင်များနဲ့တင်နန်းသားတင်နန်းသူများတက်ရောက်ခဲ့ကြရလို့သိရပါတယ်။အဆိုပါခမ်းအနားမှာစီးပွားရေးရာဝန်ကြီးဦးမျိုးစိကအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာစေခြင်းဖြင့်ဒေတာအဆင့်စီးပွားရေးတိုးတက်မှုနဲ့မိသားစုဝင်ငွေတိုးမြင့်ရေးအထောက်အကူပြုစေရန်အတွက်ဤပညာများပေးအပ်ခြင်းယင်းဒီမတီယန်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတုံးပစ္စည်းများပေးအပ်ခြင်း အဆိုပါပစ္စည်းနှင့်ဤပညာများကိုအသုံးပြုပြီးတန်တိုင်းတပိုင်းအသေးစားကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်းတို့ဖြင့်မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းကိုကချင်ပြည်နယ်အတွင်းရှိမြို့ပြနယ်ကြေးရွာ၆ခုကိုရွေးချယ်ပြီးဒေသထွက်ကုန်ကျန်းများအပေါ်မူတည်၍၎င်းကြေးရွာနေပြည်သူများ၏လိုအပ်ချက်အရာ၎င်းမြို့ပြနယ်ကြေးလက်နေလူငယ်များထဲမှပညာရေးကိုဆုံးခန်းတိုင်အောင်သင်ကြားနိုင်မှုမရှိသောလူငယ်လူရွယ်များအားရွေးချယ်ရေး၎င်းအိုးမကွာအိမ်မကွာဖြင့်မိသားစုဝင်ငွေတိုးပွားရေးလောက်ကင်ဆောင်ရွက်လိုသောအမျိုးသမီးများအားရွေးချယ်ရေး၎င်းစီမံကိန်းလုပ်ငန်းများအားအကောင့်ထည်ပေါ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည် ခုဗန္ဒာရီနေ့မှာမြစ်တနာမြို့နယ်ပါလနာကျေးရွာတွင်လူငယ်များအလောက်ကန်ခွင်လန်းဖန်တီးပေးနိုင်ရဲ့အတွက်တံပိုးမြင့်စားတော့ကုံစနက်တင်တန်းကို၎င်းစီတာဘူးရက်ွက်တွင်အသေးစားအငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးအတွက်၎င်းလူတုံးကုံထုတ်လုံးမှုနီးပညာသင်တန်းကို၎င်းရံဘူးရက်ွက်မှလူငယ်များအလောက်ကန်ခွင်လန်းဖန်တီးပေးနိုင်ရဲ့အတွက်မော်တော်ဆိုင်ကယ်ပြည့်ပြင်ထိန်းသိမ်းရေးနီးပညာသင်တန်းတို့အားအခြေခံနိုင်မူမှန်သင်တန်းများဖွင့်လှစ်တင်ကြားပေးနိုင်ခဲ့ကြောင်းသိရပါသည် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရင်းနဲ့ကျေးလက်နေမိသားစုဝင်ွေတိုးရေးစီမံကိန်းတင်နန်းများမှာစာတွေ့လက်တွေ့ဤပညာများကိုသင်ကြားပေးပြီးတင်နန်းပြီးဆုံးသူများအောင်လုပ်ငန်းခွင်တွင်အသုံးပြုနိုင်မဲ့ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။